ဖယားကလည်းဒီဘေရင်ကိုအားမပေးဘူးဆိုပြီးတော့ပြောကြတာရှိတယ်။အဲအဲ့ပေါ်မှာရောကိုထုံးမလို့မှတ်ချက်ပြုတယ်။အဲ့တော့ဒီဘေရင်ရေရရာတွေပေါ့ဘေရင်ဆရာကြီးပေးတဲ့ဒီရေရရာတွေပါလေဆိုတာကကျွန်တော်တို့ကကန်ကန်အချို့မယုံကြည်ရမြတ်ရောက်နေမလား။ကန်ကန်အချို့ဖောက်ချက်ရပြောက်နေတယ်။ထီလာဝါရနဲ့မညီဘူးဖြစ်နေမလား။ တနေ့တနိုင်ကျွန်တော်ဟာတန်လင်မြို့နယ်ဘက်ကရှီအောင်ဖျားတစုကိုတွားရောက်ဖူးမြော်ခဲ့ပါတယ်။ဖျားဝတ်ပြုခြင်းပန်းစင်မီပူဇော်ခြင်းမေတ္တာပို့အမျှဝေခြင်းတွေပြုလုပ်ပြီးတဲ့နောက်ဝိပဿနာတရားအားထုတ်ခြင်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။အဲဒီနောက်ဇီရိုကိုလှက်ပတ်ပူဇော်နေစမှာပဲပတိစိတ်နေတဲ့လူငယ်တယောက်ကိုတွေ့လိုက်ရပါတယ်။သူကတော့နာမည်ကျော်လူငယ်ဗေဒင်ဆရာဆရာထွန်းလင်းအောင်ပဲဖြစ်ပါတယ်။ကျွန်တော်ဟာဆရာထွန်းလင်းအောင်ပတိစိတ်နေတာကိုမြင်တာနဲ့ချက်ချင်းနှုတ်ဆက်ခြင်းမပြုဘဲပြီးစီးတဲ့အထိစောင့်ဆိုင်နေခဲ့ပါတယ်။ ဆရာရဲ့ဗတိစိတ်ချင်းအမှုကိစ္စတွေပြီးစီးပြီးတဲ့နောက်ကျွန်တော်ဟာဆရာထွန်းလင်းအောင်နဲ့ AACC စကားစမိပြောဆိုဆွေးနွေးခွင့်ရခဲ့ပါတယ်။ကုဒေသားဖေယားဘယ်လိုရနေဖလိုကြောက်လာရောအာဟုတ်တယ်ဗျာကျွန်တော်ဒီနေ့ဖေယားလာပြီးတော့ကျွန်တော်ဒီနေ့တရားထိုင်ပေါ့နော်ဖေယားတရားလေးထိုင်ပြီးနည်းနည်းပါးလှည့်ပန်းနေအကိုထိုးဒီမှာစိတ်ပတိစိတ်နေရမြင်တော့ခါကျကျွန်တော်ကိုထိုးနှုတ်ဆက်အောင်မလို့ပဲကျွန်တော်အားနာလို့ခဏကိုထိုးစိတ်ပတိစိတ်ပြီးတာစောင့်မိမှာအခုကိုထိုးနဲ့တွေ့တာ အော်တခြားမဟုတ်ရာအခုကကျွန်တော်ကိုဖုန်းနဲ့ဆုံရင်းနေရတခြားမဟုတ်ကျွန်တော်ဘီရင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပညာရဲ့ဆိုင်ရာလေးပေါ့ဗျအဲ့ဒါလေးကျွန်တော်နည်းနည်းလောက်ဆွေးနွေးတယ်လို့ကိုဆုံးလိုက်တတ်ပါတယ်မင်းကကိုပါမင်းအဲဒီလိုဗျကျွန်တော်ကဘီရင်ပညာကိုကျွန်တော်ယုံကြည်တဲ့လူစန်းစားထဲမှာတော့ကျွန်တော်မပေါ့ဘေးနေကိုတိတ်ပြီးတော့တားယုံနေလူလန်းစားတော့ပေါ့ဒါပေမဲ့တခုအရှိရပေါ့ကျွန်တော်ကဘေးနေမယုံဝင်မဲ့ဘေးနေပညာရက်ကိုတော့ကျွန်တော်လေးစားတယ်ဘေးနေဆရာကြီးတော့ကျွန်တော်လေးစားတယ်ဒါပေမဲ့ကိုထွန်းက အဲ့ကြတော့လူငယ်တယောက်လည်းဖြစ်တယ်ပေါ့နော်ဒီဘေးရင်ပညာကိုစိတ်ဝင်စားတဲ့လူငယ်တယောက်ဆိုတော့ကျွန်တော်အရန်ထူးဆန်းနေရအဲခေတ်ပညာတဲ့လူငယ်တယောက်ကဘလို့ရလိမ့်မလို့ဘလို့ဘေးရင်ပညာကိုစိတ်ဝင်လာလာလဲကျွန်တော်လည်းခေတ်လူငယ်တယောက်အနေနဲ့ငါကတော့ဒီဘေးရင်ပညာအဲ့လောက်ဂျုံကြီးသိမ့်မရှိဘူးဒါပေမဲ့ကိုရီဂျုံကြီးရတယ်ဖြစ်ပြတချို့ကနေပြီးတော့မှဘေးရင်တော့ကတည်းကရောက်လာတယ်တော့ပြောရမှာပေါ့အဲဘေးရင်ပညာရဲ့ကိုရီအကြောင်းတရားတွေကတော့ပြောနေပြီးမှအဆုံးမဲ့အကြောင်းရတယ်မဟုတ်ပါဘူးလေနှစ်ကာလတစ်ခုရအများကြီးတည်ကြုံခဲ့ရဒီထက်ကနေမှကျွန်တော်ဒီလောကထဲရောက်ရတဲ့အဓိက အကြောင်းတရားကအဖေပေါ့အဖေကျမ်းမာရေးကိစ္စမှာကျွန်တော်ရဲ့တည်သူရှင်ဆရာမကြီးကဟောကြားလိုက်တဲ့ဟာမှာဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တားဖေကလိဖြက်ကင်းရှိတယ်အုံနောက်သေးကြောပြတ်တတ်တဲ့အဲကျမ်းမာရေးလက္ခဏာတွေပြလာတတ်တယ်ဆိုပြီးကျွန်တော်ပြောတယ်တားရေတရားတရားချီပါဆိုတော့ပြောတယ်ကျွန်တော်ရှိမှလည်းအများကြီးကိုရီးယားမှန်ခဲ့တာရှိတာဟုတ်။နိုင်တရင်ကြတဲ့ကိစ္စတွေ၊ကောင်းဝင်မဲ့ကြောင်းတရားတွေ၊တုံမင်းဝင်မဲ့ကြောင်းတွေ၊ရွှေဝင်မဲ့ဟာတွေဟာအတိတ်ကြတွေပြောခဲ့ဘူးတာရှိခဲ့တယ်ဆိုတော့ကိုကဒါအဖေဆိုတော့စုံရင်တိတ်နဲ့ရေရရာတွေကိုအချင်းထုတ်ခဲ့တာပေါ့ လုတ်ပြီးတော့ရက်20ကျော်လောက်ကြာမှာအဖခင်ကကျမကြီးကိုအဲ့လက္ခဏာတိုင်းသွားတာပေါ့နော်အဲသူဒီနေ့မှာဖြစ်မယ်နေ့ပါကျမအကျိုးပြောတာကအင်္ဂါနေ့သို့မဟုတ်ဗုဒ္ဓနေ့စက်နိုင်နောက်ပိုင်းမှာဖြစ်မယ်လို့ပြောတဲ့ချိန်မှာစက်နိုင်ကျော်လောက်နှစ်နာရီကျော်လောက်ပေါ့နော်နှစ်နာရီကျော်လောက်မှာသူကကျမကြီးတွားပြီးအပြန်မှာအပေကဂရင်မော်တက်တဲ့အတက်မှာနေကြဒရိလက်သွားပေါ့လေးသွားကျွန်တော်တို့ကသားတော့ဆိုင်လုပ်ငန်းလုပ်နေတာဖြစ်တဲ့အတွက်တိုင်ထဲမှာတောက်ပြစားတဲ့ကလေးတွေရှိတော့ဝိုင်းနေနှိပ်ပါရာနဲ့ပြန်လဲသတိရလာအောင် အကောင်းတိုင်းပြန်ဖြစ်လေလေလဲမဖြတ်ဘူးအုံလောက်ပြီးတော့လည်းမပြတ်ခဲ့ဘူးဒါကိုကျွန်တော်ယုံကြည်လိုက်တာတော့အော်ရေရငါဦးလို့ပဲ affiliate အဲ့အနေနဲ့လွတ်ခဲ့တယ်လို့ကျွန်တော်ယုံကြည်ထားတာပေါ့အဲ့ဒီအကြောင်းကနေပြီးကျွန်တော်တိလိုက်တာဆရာမတပည့်သားမွေးတမီမရှိတဲ့အခါကျတော့ဒီပညာကြီးဆရာမမရှိတော့ငါဘယ်လိုသွားမေးရမလဲဒီလောက်မှန်တဲ့ပညာရည်တရားတကယ်ရှိတာပါလားဆိုတော့တိလာတော့ဆရာမကိုသွားပြီးတော့အပူကတ်တာပေါ့နော်ဆရာမကလည်းငါဒီဝိုင်းရင်ဒီပညာကြီးကလကားကောမှာပဲအဲ့တော့ငါတောင်ပညာမွေးပေးခဲ့မယ်နောက်မှသူမျိုးသက်တွေကလိုအပ်ရင် လိုချင်တဲ့လူရှင်တင်ပေးလိုက်ပါဆိုပြီးတော့ဆရာမကျွန်တော်တဝူလေးတော့တပည့်ပေါ့နော်ကျွန်တော်ညီမဒီကပညာတွေစရခဲ့တာပေါ့အဲ့ဒါနေကျွန်တော်ကဒီလောကလေးကိုရောက်လာခဲ့တာပေါ့နော်အဲ့တော့ခါကြတော့ဆရာနောက်တစ်ခုကနောက်တစ်ချက်ပေးချင်တာလေပင်ပညာရဲ့လည်းပေါ့ဆရာတော်တကပေရင်လောကထဲမှာဆရာဒါနာမည်တစ်လုံးနဲ့ဆရာတော်ရက်တည်နေပြီပေါ့နော်ဒါလူငယ်တယောက်ပေရင်ဆရာတယောက်နဲ့ရက်တည်နေပြီဒါပေမဲ့တချို့ဒီတိတ်ပံပညာရက်ကိုကန်ဆွဲတဲ့လူငယ်တွေတိတ်ပံပညာရက်ကိုပဲယုံကြည်ကြတဲ့လူငယ်တွေကြတော့ဒီဘေးရင်ပညာက တိတ်ပန်နီးမကြဘူးလို့ဆိုပြီးတော့ဆွဆွဲကြတာရှိရယ်အဲအဲ့ပုံမှာဆရာဘာပြောခြင်းလဲဘေထေမညာရဲ့တေကတကယ်တော့တိတ်ပန်နီးကြတယ်လို့ပဲပြောအောင်ပါသူတင်ချာကနန်းနေပုံမှာအခြေခံပြီးတော့ဂျိုရီနက်ခတ်တွေနဲ့ရှင်ပြီးတွေ့တာဟိုတိတ်ပန်ပညာမထွန်ကားခင်ကလေးကဒီဂျိုဝင်တွေဝဲကြည့်ပြီးခီးသွားခဲ့ကြတာဒီဂျိုဝင်နက်ခတ်တွေဝဲကြည့်ပြီးတော့အဲကန်ဂျမာတွေဖတ်ကြားခဲ့ရတာရှိခဲ့တဲ့အခါကျတော့ဤရောမှာဒီကနန်းပုံမှာပဲမူတည်တာကျွန်တော်တို့ကဒီ ဒီကန်အတင်ချတွေနဲ့ပဲအခြေခံပြီးတွေ့ရတာပေါ့အပြင်ဂျိုတွေနှက်ခတ်တွေဆိုတာကင်းကနန်းတွေလည်းတွားခဲ့တာဟိုဂျိုသက်တရားရှိခုဖြစ်ဖို့အတွက်ကိုတင်းငနေဂျိုသွင်းဘလို့အင်္ဂါတင်းလာဂျိုသွင်းဘလို့ဆိုတာသူ့ရဲ့အဲတင်ချသဘောတရားနေပေါ့ဒါရှင်းပြနေနဲ့ကြာသွားမှာအဲ့ဒီအနေနဲ့တွားခဲ့ရတာဆိုတော့ဒါရီယာအသိပ္ပံနိကြပညာရဲ့တေတူပဲပြောရမှာကျွန်တော်စိတ်ကူးရဲ့စာတန်ဟောကြားနေတာမျိုးတွေမဟုတ်ဘူးတကယ်လက်တွေ့မှာလည်းအဲနားထောင်ဖို့တွေလည်းသိတယ်ပေါ့နော်ဒါတိတိကျကျတွားတဲ့အဖြစ်ထွက်တဲ့ပညာရဲ့တေပေါ့အသိပ္ပံနိကြတယ်လို့ပြောရမှာပါဟုတ်ဩဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဒါသူသူ့အနေနဲ့သူအကုန်လုံးအခြေဆက်တွေသူ့အနေနဲ့အကုန်ရှိပြီးသားပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနောက်တစ်ခုအရာဒီမှာပေါ့နော်ဒီပေရင်ပညာကိုသထီရဝါရာရှုတော့ရလေပြီးကြည့်နေဆိုလို့ရှင်ဒီဒီပေါ့နော်ပေရင်ပညာရဲ့ရဲ့နဲ့ပတ်သက်ပြီးတော့ဖះကလည်းဒီပေရင်ကိုအာမပေးဘူးဆိုပြီးတော့ပြောကြတာရှိရဲ့အဲအဲ့ပေါ်မှာရောကိုထုံးမလို့မှတ်ချက်ပြုမလဲဖះကဒီလောကီပညာမှာမဟုတ်ပါဘူးတန္တရမန္တရ ဒီလိုအတတ်ပညာကြီးလေအာမပေးခဲ့ဘောနော်ဖះကတန်တရာလွတ်မြောက်ကြောင်းကြိုးစားအားထုတ်မယ်ဆိုရင်အင်အားထူထောင်တော်ဘူးတော့အာမပေးဘူးဘောနော်အတန်တရာလွတ်မြောက်ကြောင်းကိုပဲလေဂျာရီကဘာတွေနဲ့သွားတူလဲဆိုလို့ရှိရင်အတဏလောဘဒေါသမောဟတွေနဲ့ဆက်နွယ်နေတဲ့ဟာတွေဖြစ်တဲ့အတွက်တော့ဒါတွေကိုလည်းအာမပေးခဲ့ဘောနော်ကျွန်တော်တို့ကပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက်ကြောင့်ဒီအတန်တရာကနေရုံးမထွက်နိုင်တဲ့ခင်ကာလတစ်လျှောက်မှာ ဒီဘဝရေးကိစ္စတွေလူမှုရေးကျမ်းမာရေးကိစ္စတွေအတွက်ကိုဒီကညာရက်တွေကိုအထိုက်လျောက်တော့အသုံးပြုကြရမှာပဲပေါ့နော်အထိုက်လျောက်တော့အသုံးပြုကြရမှာပေါ့ဟုတ်ပါတယ်ဆရာပြောတယ်ကျွန်တော်အဲ့ဒီခုဆိုလက်ခံပါတယ်သူကဘာလဲဆိုတော့သူကဒီဒီကျွန်တော်တို့ဒါ logi ဒီအချိုးစည်းဝါးတွေဆိုတာဒါဒါနာတီလာအတွက်ထောက်ပံ့ဖြစ်စေဖို့ဒါတွေကလည်းကျွန်တော်တို့ကဒါဥမတော်မှာတီလာစောင့်နိုင်မှာဟုတ်တယ်မလားကျွန်တော်တို့ကဟိုချမ်းသာကြွယ်ဝမှာဒါကျွန်တော်ကတူတန်းတူတန်းပေးကမ်းနိုင်မှာရှိရတယ်အဲ့တော့ခါကျကျွန်တော်တို့ကဒီ ကျွန်တော်တို့ရဲ့စီစဉ်ဥစ္စာလောကီစီစဉ်ဥစ္စာတွေကျွန်တော်တို့ဒါကိုတိုးပွားဖို့အတွက်ဟိုဒါတွေကိုဒုံချုံမှုအတွက်ကဒီလောကီပညာတွေကိုလည်းကျွန်တော်အထိုက်လျောက်တော့အားကိုးရမယ်ဒါပေမဲ့အလွန်ကြုံတော့မဟုတ်ဘူးအဲ့လိုအဲ့လိုမျိုးပေါ့နော်ဆရာဟုတ်ကဲ့ဟုတ်ပြီဟုတ်ပြီအဲ့တော့ကိုထွန်းရင်နောက်တစ်ခုပါဗျာကျွန်တော်တို့ဒီထေရဝါဒရှုတော့မှာဆိုလို့ရှိရင်ကျွန်တော်ကကန်ကန်ကြီးကျိုးဆိုတာရှိရအဲ့တော့ဒီဘေးဒေးရေတရာတွေပေါ့ဘေးဒေးဆရာကြီးပေးတဲ့တဲ့ဒီရေတရာတွေပါလေဆိုတော့ကသူကကန်ကိုပြင်းလဲဆိုပြီးတော့တချို့ကပြောကြတာရှိရကန်ကိုပြောင်းလဲဆိုပြီးပြောကြတာရှိရဆိုလိုတော့ဗျာ ဟိုကန်ဆိုတာပြုတ်ပြင်ပြောင်းလဲလို့ရတဲ့အရာလားအဲခုနကလိုမျိုးအဲ့လိုမျိုးပြုတ်ပြင်ပြောင်းလဲတဲ့အရာပြုတ်ပြင်ပြောင်းလဲလို့ရခြင်းဆိုလဲကျွန်တော်တို့ကကန်ကန်အကျိုးမယုံကြည်ရမြတ်ရောက်နေမှာကန်ကန်အကျိုးဖောက်ဖျက်ရပြောက်မယ်ထီတော့ဝါရနဲ့မညီဘူးဖြစ်နေမလားအဲ့လိုတော့ပြောလို့မရဘူးပြကျွန်တော်တို့ဒီစီစဉ်ပေးတယ်ကျွန်တော်တို့တွေကဒီတက်ရောက်ဂျိုးသားတွေကိုတွက်ချက်ပေးတဲ့ခါကျတော့လိုအပ်တဲ့ရေရေလောက်တဲ့ခါမှာကန်ကန်အကျိုးထောက်မှဖြစ်တည်မဲ့ ဖះရရရာလေးဒါနပြုအောင်မတိလမှုမှာပေါ့တကုတ်ဆိုရင်ဟိုကုသိုလ်အကုသိုလ်ဟိုဖြစ်တည်မဲ့ဟာတွေပေါ့နော်ကုသိုလ်ဖြစ်တည်မဲ့ຢာတွေပေါ့အဲဒီဖះမှာအဲဘာတောက်မှာဘာဖះမှာဘာပန်းလေးတူပါဆိုတဲ့အချိန်မှာဒါကအဲရရရာလူပြောပြင်မယ်တကယ်တော့စေတနာနဲ့လှူခိုင်းတဲ့အရာဖြစ်တဲ့အတွက်ကြောင့်အဲကုသိုလ်ကံစေတနာအကျိုးအားကြောင့်သူ့ရဲ့ကုသိုလ်ကံအချိန်ဖြစ်တည်ပြီးတော့ဒီအထိုက်လေအခိုက်ညံတွေကိုပြည့်ပြည့်တည်တာပေါ့ဒါကကံကိုင်းကျိုးပဲဖြစ်တာတော့မဟုတ်ဘူးဒါန ပောက်တဲ့ဒါနပြုခိုင်းတဲ့အတွက်ကြောင့်ဟုတ်ကိုပြုလို့တဲ့ကုသကံကိုကိုကိုပြုလို့တဲ့ဒီဒါနအပြန်ပြီးတော့ကို့အကျိုးခရီးတာဘာလို့ကုသကံအကျိုးပေးကြောက်သူကပါဒီကံကြမ္မာလွတ်မြောက်စေတာပေါ့အဲစိတ်တပါရထေတာပေါ့တိုးတော်ရာလုံးကကံဉဏ်ဝိရိယဖြစ်တဲ့ကြောင့်အဲကိုကကိုစွမ်းနာကောင်းတာလုံရင်ကောင်းတာဖြစ်မယ်မကောင်းတာလုံရင်မကောင်းတာဖြစ်မယ်ဆိုတာမကောင်းတဲ့ပြဿနာကမကောင်းတဲ့အကုသိုလ်ကလည်းတိုးတက်တော့ခံစားရမှာသို့တော်လောလောဆယ်ကြုံတွေ့ရတဲ့အချိန်မှာကျွန်တော်တို့ပြုလုပ်စေခဲ့တဲ့စေတနာကံအကျိုးတရားကြောင့်သူကဒီအခိုက်တန့်အညံ့တရားတွေကိုပြည့်ပြည့်စေတတ်တာပေါ့နော်ဟုတ် နောက်တစ်ခုအဆင်ကျွန်တော်ပြောမယ်ဒီရေရာခြေလိုက်လို့ပြုတ်ပြဲအဲ့လိုမျိုးပန်ပြောင်းနေဆိုဆိုရင်အဲခုနတို့သိရမယ်သူမသိအောင်လုပ်လို့ရသလားအဲအဲ့လိုအဲ့လိုအဲ့လိုမျိုးဘလို့ဘလို့ပြောကန်လုံးလုံးပြောင်းလဲအောင်လုပ်လို့ရသလားရေရာတွေကဘလောက်ဖြောင်းဆွမ်းထက်နိုင်ပါလဲကျွန်တော်တို့ပြန်တင်ဟာရတရားကိုတော့ကြော်လွန်လို့တော့မရဘူးအတိုးတော့ကျွန်တော်တို့ကတည်တည်နိုင်လောက်တဲ့ဂျိုးဆိုတာရှိတယ်ပေါ့တည်တည်နိုင်လောက်အောင်ကန်ကညံ့နေရင်တော့လေကျွန်တော်တို့လည်း အဲဆိုတကြဟိုပါဗောဆရာတူကတင်ကူလဲရမှာမဟုတ်တလို့ဘယ်လိုမျိုးဖန်ရှင်မှာလုတ်လို့ရမှာမဟုတ်ဒါတော့တင်ဟာတယောက်ကြော်ဖြက်လို့မရဘူးသို့တော့ကံမာကမတည်တည်မဲနဲ့တရားတွေကံတရားတွေရှိတယ်ဗောဒီရတရားတွေကြောက်မဲ့အတတ်ဉာဏ်တွေလွတ်မြောက်ခဲ့တဲ့တာရကတွေအများကြီးရှိရဲ့ဗောပထမမူလကျွန်တော်ပြောခဲ့သလိုကျွန်တော်ပကင်ကြီးတောင်းပကင်ရောမိကင်ရောဒီကံတရားတွေကနေကြော်ဖြက်ခဲ့တာဗောကျွန်တော်တို့တက်တန်းသည့်နေနိုင်လို့ရအောင်အကုသိုလ်ဒါနာပြုလို့ရအောင်ဟာလာကောင်းခြင်းဆိုခြင်းတွေပြုလို့နိုင်အောင်လို့ ဆွဲဆန့်လို့ဆွဲဆန့်တယ်လို့လည်းသကားလုံးတော့မသုံးလို့အသို့တော်ဒီကန်တွေကိုပြုတ်ပြင်လို့ရအနာနဲ့ဆေးနဲ့တဲ့တယ်လို့ပြောရမှာပါဗျာတချို့ဟာတွေကတက်ကြောင်တကယ်တော့ဓာတ်ကြီးသေးပါနဲ့ဖွဲတည်တာလားမဟုတ်လားကျွန်တော်တို့ခံတာကိုရီးယားအဲ့ဒါကိုဓာတ်ညှိပေးတဲ့သဘောပဲညှိပေးပြီးတော့ဆေးနဲ့အနာနဲ့တဲ့သွားမယ်ဆိုရင်အရာအလုံးအဆင်ပြေသေးပါ냐ဟုတ်ကဲ့ပါအော်နောက်ဆုံးတစ်ခုမေးချင်တာပေါ့နော်အခုထုံးတော့ဒီဘေးရင်ပညာနဲ့ခொနည်းသားသမီးကိုကဲမလို့ရနိုင်လားအဲကိုထုံးတော့ဒီဘေးရင်ပညာနဲ့ခொနည်းသားသမီးကိုဘလူကောင်းကျိုးကြီး ဘလို့ဘလို့မျိုးကောင်းကျိုးတွေပြုတ်လာလဲဒီပညာရက်ကခொနည်းသားသမီးတွေအတွက်ဘလို့အသုံးဝင်တယ်လို့ထင်တယ်ဟုတ်သူအသုံးဝင်တာတွေကတော့ရှင်းပြရရင်အတော်ဆုံးနဲ့အလွယ်ဆုံးနည်းကိုပြောပြရရင်ကန်ဆိုးမဲ့အချိန်ထားပါတော့ကျွန်တော်တို့တွေကဆိုင်ငယ်လဲတက်တယ်လို့ခေါ်ထားတဲ့အချိန်မှာဆိုင်ငယ်ဖြည်းဖြည်းမောင်းရင်လဲသွားမယ်ကန်တရားကြောင့်တော့အကျိုးရရှိရင်အကြောင်းတရားဖြစ်ပေါ်မှာလဲဒါကြောင့်တော့လဲတော့လဲသွားမယ်ဒါပေမဲ့ပြန်ထောင်းမောင်းသွားမယ်လူတော့ပုံနာပေးတာမရှိဘူးဒါကိုလဲတက်ပါတယ်လို့ခေါ်ထားတာကို အဲဘောနော်ဒီရစ်ဆက်လက်ခံမောင်းမယ်ဆိုရင်တော့အဲ့ဒီပုံမှာအကျိုးတရားမှုကကိုပြုတ်လို့တဲ့အကျိုးတရားကြောင့်တော့ခံရမှာပဲပေါ့နော်ဒါကတက္ကနနောက်တစ်ခုကငွေလိန်ခံရတတ်တယ်လို့ဟောတဲ့အချိန်ဒီမှာငွေလိန်ခံရတတ်ပါပဲဆိုတာကိုဘယ်သူအယုံကြည်မလွယ်ဘူးကိုကဘာလို့လို့စနစ်တကျချင်းကပ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီအလိန်ခံရမယ်တန်းကြော်သွားနိုင်တယ်ပေါ့နောက်တစ်ခုကစောနာကျွန်တော်ပြောသလိုပဲဟိုကျမ်းမာကြီးညက်တတ်တဲ့သဘောတရားမှလည်းလိုပဲဒါဒီဂျိုရဲ့ခိုက်တာတွေမထားပါနဲ့ရှောင်းမှာပြုတ်ပါသွင်းကျမ်းမာကြီးအများကြီးတတ်တာတွေတတ်ပါတယ်အဲ့ဒီနေရာမှာဒါကအညံ့တရားကိုကျွန်တော်တို့က ဆင်ကျင်ပြီးတော့သုံးသက်ပြီးတော့ကြော်ဖြတ်လို့ရတယ်။ကောင်းတဲ့တရားမှလည်းလို့အမတင်းကြီးစူပါဖြစ်နိုင်နေဆိုတဲ့ချိန်မျိုးတွေမှာကိုယ်ရင်ကဘာလုံးမှမလုပ်ပဲအိမ်မှာနေရင်တော့အဲ့ဒီအကျိုးတရားကြောင့်တော့မဟုတ်ဘူးရရင်ရမယ်ရရရှိတဲ့တွေ့ရင်ရရင်ရမယ်ဒါပေမဲ့အလကားလကားတော့မချမ်းသာလန်းနိုင်ကျွန်တော်တို့ရကံညာဝရိယဖြစ်တဲ့အကြောင်းကံပေးတယ်ညာနေဝရိယအလုံးမလုပ်ဘူးဆိုရင်တော့သူကစီးပွားဖြစ်မှာမဟုတ်သို့တော့ကံပေးနေချိန်မှာမှတွန်းလို့တွန်းလို့ဘာလုပ်လို့ရဲလို့တတိရှိရှိလို့ကျွန်တော်တို့ရဒါယူထိမ့်ပေးတာပေါ့ဘေးရင်ဆရာက ဗီဒင်မီချင်းအကျိုးကျေးဇူးကဗီဒင်မီတို့တော့မချမ်းသာနိုင်ဘူးသို့တော့ဗီဒင်မီချင်းအဖြစ်အညတ်တရားကိုလည်းကြိုသိမယ်အကောင်းတဲ့ဟာကိုဆိုလည်းကြိုသိမယ်ကောင်းတဲ့ကံမှာကြိုတင်ပြင်ဆင်ထားမယ်ငါတို့ရဲ့ဒီအသက်ရွယ်ဝတ်မှာထားပါတော့မှလာမယ့်နှစ်မှာစီးပွားဖြစ်မယ်စီးပွားဖြစ်မယ်ဆိုပြီးထိုင်ထောင်နေလို့တော့စီးပွားဖြစ်မှာပေါ့အဲ့ဒီစီးပွားဖြစ်ဖို့အတွက်ကျွန်တော်တို့အခွင့်အရေးတွေရရတဲ့လောက်ဂျူရမှာပေါ့နော်ရတဲ့လောက်ယူရမယ်လှုပ်တင်တာရောင်းဝယ်လို့မှလားပုံမှန်လုပ်နေကြလုပ်ငန်းတွေဘာတွေတိုးချဲ့လို့ရအောင်မလဲပေါ့ငါတို့နဲ့ဘာတွေကြိုးပေးလဲလုပ်လို့ရတယ်လို့လုပ်မယ်အဲ့ဒီပုံမှန်လုပ်ငန်းစိတ်ဝင်စားဖို့ကျွမ်းကျင်မှုတော့ကိုယ့်ရဲ့အားထိုက်ဉာဏ်နဲ့ဝိညာဉ်နဲ့အားဆက်ရမှာပေါ့ ကံကတော့ပေးတယ်လူကအမဆိုင်ပြီဆိုရင်ရတဲ့တလောက်ရမှာမဟုတ်ဘူးအညာတရားကြအဲ့လိုမဟုတ်ဘူးအညာတရားမှာစင်ကျင်ရတယ်စင်ကျင်သွားမယ်ဆိုရင်အများကြီးကျိုးတက်အောင်မရှိပါနဲ့ကျွန်တော်တို့ဘီတွေမှာကဘယ်နှစ်ဖြစ်နိုင်နေဆိုတော့အနည်းသက်ဆုံးခံမှန်းပေးနိုင်တော့မလို့ဒါကြောင့်မလို့တချို့ဟာတွေကိုစင်ကျင်ပြီးတော့ကျော်ဖြတ်သွားခဲ့တာဒါကအများကြီးရှိဖို့ရပါတော့ဟုတ်ကဲ့အဲ့လိုကိုထွန်းတုံးတဲ့ပညာရဲ့တရားကိုဘယ်လိုပါပညာရဲ့တွေတုံးတာလဲ အဲကျွန်တော်ကတော့ဆီယမားရဲ့ဘူရင်းပညာဖြစ်တဲ့ဆီယမားနာမည်လေးပဲပြောပြပါဦး။ကျွန်တော်ရဲ့မိငယ်တယောက်မားကတော့ဆီယမားဤဒေါခင်တန်းရွှေလို့ခေါ်ရခင်ဆိုင်းရွှေပဲမာနေရလဲ။သူအတွက်ရှင်နေချောင်းရေကောင်းဝေးတိုင်းဒေသကြီးရှင်နေချောင်းမြို့ကိုထုံးရဆီယမားပဲ။ဆီယမားဟုတ်ကဲ့။အဲသူစီကနေကျွန်တော်ကပညာမွေတွေရခဲ့တာ။ဟိုဗိုင်းရီသုံးပြည့်လဲဆိုတော့လက်ရှိကတော့ကျွန်တော်ကအဲဒီမဟာဗုဒ္ဓပေါ့နော်။မဟာဗုဒ္ဓကနေမှတစ်ဆင့်အတက်ရောက်ဂျိုသားပြီးရင်ကျွန်တော်တို့ ုံးနိုင်ပေါ် next time to me တွေရဲ့နောက်တစ်ခုကကြတော့အခုနောက်သွင်းလက္ခဏာကြည့်တဲ့ terror လဲ terror နမိတ်လဲဖတ်ကြပေးရပေါ့ terror က shortcut ပေါ့နော်လက်ရှိ shortcut guitar တွေမှာဆိုရင် terror ကဆွဲပြီးတော့ဆုံးဖြတ်တာရှိတာပေါ့နော်အဲပြီးရင်တော့ဒီမှာတို့ကဒီပျောက်ချူသားနဲ့တုံးနိုင်ပေါ် next နဲ့ပြီးရင်ရနက်ကတမ်ဘောပြက်ကင်းရဲ့ရွှင်းတာဟောကင်းကြီးရဲ့အားလုံး control နဲ့ချိန်ညှိပြီးတော့အကောင်းဆုံးအဖြေတွေဖက်ထုတ်ပေးတာပေါ့ဟော အော်ကိုထွန်းစီကိုပင်နေမိကြရယ်ဘလို့အကြောင်းပြနေမိကြတာများလေဗျအတူလေးကိုထွန်းတရိချာမိတာပေါ့ကျွန်တော်တို့ကလူလက်ပိုင်းနေရတဲ့နောက်ပိုင်းဆိုစီဝိုင်းကိစ္စများတယ်တချို့ဆိုအိမ်အောင်ရေးလူမှုရေးကိစ္စတွေများတယ်တချို့ဆိုလိုလဲဒေတန်ဒရှင်တန်ရနေပဲလိုက်မှာအနေနဲ့ရတန်ရနေရတန်ရတဲ့ဟာလျောက်ပေါ့နော်အနေနဲ့ပတ်သက်တာတွေလည်းမိတာရှိတယ်နောက်လူငယ်လေးတွေကတော့အခြေရေးကိစ္စတွေမင်းငညာခွင်လန်းနေကျွန်တော်တို့ဒါတွေမိတာများတယ်ပေါ့နော်မိတာတော့အလွာပေါင်းတုံတောင်းပေါင်းတုံပါပဲကျွန်တော်တို့ကတော့ဘယ်လိုအပိုင်းကိုဒီတကူတွေကို professional တိုက်လို့မဟုတ်ဘူးအကုန်လုံးလာသမျှကို အကျိုးတရားအကြောင်းတရားနဲ့စနစ်တကျအသေးစားရှင်းပြပြီးတော့ဟောကြားပြရပါတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်လည်းကိုထွန်းနဲ့စကားပြောတော့ဟိုစိတ်ဝင်စားပါကြီးကိုထွန်းပညာရည်လည်းစိတ်ဝင်သွားစားပါကြီးအဲဆိုလို့တော့ဗျာကျွန်တော်လည်းတစ်ခါတလေကိုထွန်းစီမှာလာပြီးတော့ဗီဒီယိုလေးပါလေလာမေးခြင်းလေအဲ့မဲ့ကိုထွန်းကလေကျွန်တော်သိရတော့ကကိုထွန်းကဒါ line ပေါ်မှာဆိုလို့ရှိရင်ကိုထွန်းကနေရာတစ်ခုရပြီပေါ့နော် line ပေါ်မှာတော်တော်ဟောတယ်ပေါ့နော်ကိုထွန်းဟောတာကျွန်တော်အများကြီးတွေ့ရတယ်အဲ့နောက်ပိုင်းမှာအခုကကိုထွန်း line ပေါ်မှာမဟုတ်ဘဲနဲ့ကျွန်တော်အပြင်မှာပါကိုထွန်းစီလာပြီးတော့ဗီဒီယိုမေးလို့ရမလား ခုဘယ်မှာဟောကန်းတွေပဲဖွင့်ထားလက်ရှိကဟောကန်းဖွင့်ထားတယ်လေပေါကန်းကတော့ကျွန်တော်တို့ကိုလက်ရှိကတော့လိုင်မြို့နယ်မှတ်နေရက်ွက်ဥစားလန်းနေမှာဖွင့်တာဥစားလန်းနေမှာဖွင့်တာဟုတ်တော့အဲ့မှာဟုတ်အဲ့မှာလာမေးလို့ရတယ်ပေါ့နော်ဟော်ဘီဟော်ဘီကိုထောအဲ့ဆိုအေးစေးကျွန်တော်လည်းပြလာအောင်မယ်ကိုထောရေအဲ့ဆိုကျွန်တော်ကိုထောဟောကန်းကိုကျွန်တော်အေးစေးလာခဲ့အောင်မယ်ပေါ့နော်ဟုတ်ကဲ့ပါလာခဲ့အောင်မယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါကိုထော